ားလုံးပဲမင်္ဂလာပါ Forever Ghana Facebook နဲ့ TR YouTube Channel တို့ကနေကြိုဆိုပါတယ် TikTok အညီကိုလည်းအားလုံးလည်းမင်္ဂလာပါဗျာကျွန်တော်ဒီကနေ့မှာတော့ Arsenal သင်းနဲ့ပတ်သက်တဲ့သတင်းအကြောင်းလေးနည်းနည်းတော့ဆွေးနွေးတုံ့သက်ကြအောင်။မအရင်ဆုံးအနေနဲ့ကျွန်တော် Arsenal သင်းရဲ့ဒါ တော်တော်ဟော့စပါနဲ့ကံမဲ့ပွဲစဉ်ဖြစ်ပေါ့လေဒါဒီလန်ဒန်ဒါဘီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါပြောကြားထားတာတွေများစွာရှိတယ်ဒီပွဲစဉ်မှာပြန်လည်ပါဝင်လာနိုင်မဲ့ဒါကစားသမားတွေအကြောင်းများစွာဒါဒီနေ့မှာဒီကနေ့မနက်မှာသတင်းတွေများစွာတက်လာတယ်ဒါမနေ့ကတော့ကျွန်တော်လည်းဒါမနေ့ကညကတော့ဒါအလုံးရှိတာဖြစ်တဲ့အတွက်ဒါကျွန်တော်ညီကိုတွေကိုညနေဘက်သတင်းကိုကျွန်တော်မတင်ပေးပြဘူးပေါ့လေဒါညနေဘက်သတင်းတွေမှာ တချို့သတင်းတွေကရိုမာတွေဖြစ်ပြီးတော့ဒါတကယ်တိကျသေးကြတဲ့သတင်းတွေကအနည်းငယ်ပဲရှိတာဖြစ်တဲ့အတွက်ဒါကြောင့်ညီကိုတွေကိုဒါမနီယာတည့်ရတော့ကျွန်တော်ဒါလွတ်လိုက်တယ် ဒါပေမဲ့ဒီကနေ့မနက်မှာဒါမနေ့ကညရထားတဲ့သတင်းတွေရောဒီကနေ့မနက်အစောပိုင်းမှာတက်လာတဲ့သတင်းတွေရောဟိုဒါကျွန်တော်တခါလဲဒါပေါင်းပြီးတော့ကြောင့်ကြီးကိုတွေကိုဒါဆွေးနွေးသုံးသပ်ပေးတော့မှာပေါ့လေအရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒါလာမယ့်တနင်္ဂနွေနေ့မှာကစားမယ်ဒါမြောက်လန်ဒန်ထားပြီးပြိုင်ပွဲဒါစပါးနဲ့ပွဲစဉ်ဖြစ်ဒါရှင်ပြန်ကစားမယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ကံဝင်ကစားသမားကြီးတီယရိုအော်နရီကဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့တကယ့်ကိုကြည်ကောင်းမဲ့ပွဲစဉ်တစ်ပွဲပါ ဒါကလန်ဒန်ဒါဘီပြိုင်ပွဲဖြစ်ပြီးတော့ဒီပွဲစဉ်မှာနှစ်သင်းလုံးရဒါဒန်ယာပြဿနာတွေနဲ့ယင်ဆိုင်နေရတာဖြစ်သည့်တိုင်အောင်ဒီပွဲစဉ်ကတကယ့်ကိုကြီးကောင်းသွားလိမ့်မယ်အာဆင်နယ်အသင်းနေနဲ့ဒီ international break မတိုင်ခင်မှာအမှတ်ရောခဲ့တာဖြစ်သည့်တိုင်အောင်သူတို့အနေနဲ့ဒီပွဲစဉ်မှာအဆင်သင့်ဖြစ်နေလိမ့်မယ်ဆိုပြီးတော့ဒါတီယာရိုအိုနရီကယုံကြည်နေတယ်တစ်ဆက်တည်းမှာပဲအာဆင်နယ်အသင်းကအိမ်ကွင်းမှာဒါတော်တန်ဟော့စ်ပါကိုဒါအကောင်းဆုံး ပြန်လဲတုတ်ပြန်သွားနိုင်လိမ့်မယ်အသင်းအသင်းဖြစ်ပြီးတော့ Tottenham Hotspur အနေနဲ့လည်းအာဆင်နယ်ကိုဒါဒီပွဲစဉ်မှာဒုက္ခပေးသွားနိုင်လိမ့်မယ်ကျွန်တော်တို့တကယ့်ကိုကြည်ကောင်းမဲ့ပွဲစဉ်တစ်ပွဲပါဘလူရလက်မျိုးတွေထွက်ပေါ်လာမယ်ဆိုတာတော့ကျွန်တော်တို့စိတ်လုံရှားစွာစောင့်ကြည့်ရသွားနိုင်တယ်ဆိုပြီးတော့တရားတို့ Honorary ကဒါမြောက်လန်ဒန်ဒါဘီပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့တရားတို့ Honorary ကအမှတ်ချက်စကားဆိုထားတယ် ်နောက်တဲ့သတင်းပုတ်အနေနဲ့ကျွန်တော်အာဆင်နယ်တင်းရဲ့အသင်းခေါင်းဆောင်ပေါ့လေမာတင်အိုရီကတ်နဲ့ပတ်သက်ပြီးတော့မနေ့ကညကဒါသတင်းတစ်ပုတ်တက်တယ်မာတင်အိုရီကတ်အနေနဲ့တော်တန်ယန်ဟော့စပါနဲ့ပွဲစဉ်မှာပြန်လည်ပါဝင်လာနိုင်ခြေရှိတယ်ဆိုပြီးတော့ at your arsenal ရဲ့ ဒါသတင်း report ကတီးရတယ်ဒီကနေ့မနက်မှလည်းဒီသတင်းနဲ့ပတ်သက်ပြီးတော့သတင်းတစ်ခုထပ်တက်လာတယ်ဒါကဘာလဲဆိုတော့ now arsenal ပေါ့လေဒါကျွန်တော်အမြဲတမ်းဒါဖတ်ဖြစ်နေတဲ့သတင်းဌာနတွေကတခုဖြစ်တဲ့ now arsenal the cross side ကိုပါတော့ဒီသတင်းဌာနတွေကဒါတကယ်ကို arsenal နဲ့ပတ်သက်လို့ရှိရင်ဒါရာဂိုင်းနှုံးတော်တော်များများယုံကြည်ရတဲ့သတင်း website တွေပေါ့လေဒီ website တွေရေပေါ်ပြချက်တွေထဲမှာဆိုလို့ရှိရင်လေဒါ martin oricat အနေနဲ့ လန်မြောက်လန်ဒန်ထားပြီးပြိုင်ပွဲအဖြစ်ပေါ့လေဒါစပါးနဲ့ပွဲစဉ်မှာပြန်လဲပါဝင်လာနိုင်ခြေရှိတယ်သူ့အနေနဲ့အကောင်းဆုံး face net ကိုရရှိနေတယ်ဖြစ်ပြီးဆိုတော့ဒါအာဆင်နယ်နဲ့နီးစပ်တဲ့သတင်းတော်တော်များများနဲ့ဒါစိတ်ချယုံကြည်ရတဲ့ cross tie cross side နဲ့ now arsenal တို့ကဒီမှာရေးသားဖော်ပြထားတာကိုကျွန်တော်နေတွေ့ရတယ်အဲ့တော့ martin odigat အနေနဲ့ဒါ tottenham hotspur နဲ့ပွဲစဉ်မှာပြန်လဲပါဝင်လာနိုင်မယ်ထင်လားကျွန်ညီကိုဆွေးနွေးကြည့်ပါဦး နောက်ထပ်သတင်းပုံအနေနဲ့ကျွန်တော်အာဆနယ်တရဲ့ဒဏ်ရာရကစားသမားတွေကနိုနီမာဒူကီမာတင်နယ်လီဒီကစားသမားနှစ်ယောက်ကလည်း face net တွေပြည့်ပြီးတော့ဒါဘူကာယိုဆာကာဒါ EVG အစည်းနဲ့ဒါကျွန်တော်ဘယ်ချန်တောင်မှန်တိုက်စစ်အဖြစ်မာတင်နယ်လီဒီကစားသမား၃ယောက်ကတခါတည်း face net ပြည့်ပြီးတော့ဒါတိုနီဟော့စပါနဲ့ပွဲစဉ်မှာပြန်လည်မြင်တွေ့ရလာနိုင်တယ်ဒီကစားသမား၃ယောက်ထဲမှာအာဆနယ်တင်းရဲ့ ဒါအဓိကကစားသမားဖြစ်တဲ့ဘူကာယိုဆာကာနဲ့ EBC အဇီရိုကတော့နိုင်ငံအသင်းနဲ့တွားရောက်ပူးပေါင်းနေတာဖြစ်သည့်တိုင်အောင်ဒီကစားသမားတွေကလပ်အသင်းကိုပြန်ရောက်တဲ့အချိန်မှာ Fish နဲ့ပြည့်မပြည့်ပြန်လဲစစ်ဆေးမှုတွေပြုလုပ်တဲ့နေရာမှာဒီကစားသမားတွေကတော်တန်ဟော့စပါနဲ့ပွဲစဉ်တွေအကောင်းဆုံးရွေးချယ်မှုတွေတွေကဒါအကောင်းဆုံးကစားသမား၂ယောက်ဖြစ်ရှိနေတယ်ဒီကစားသမား၂ယောက်ရဲ့ကြက်ခိုင်မှုပိုင်းဆိုင်ရာကအရန်ကိုဒါ သဘောကျစရာကောင်းတယ်ဆိုပြီးတော့ဒါဆွေးနွေးသုံးသပ်ထားတာမျိုးတွေရှိပြီးတော့ဒီပွဲစဉ်မှာဒါကျွန်တော်တို့ တောင်ပန်းကစားသမားတွေအနေနဲ့ဘူကာယိုဆာကာနဲ့မာတင်နယ်လီပွဲထွက်လာနိုင်ခြင်းများတယ်ဆိုပြီးတော့လဲဒါသတင်းဌာနတွေကမျိုးမျိုးဖော်ပြလည်းရှိပြီးတော့ဒါလီယန်ဒိုထရော့ဆက်နဲ့နိုနီမာဒူကီကလည်းဒီပွဲစဉ်အတွက် fish နဲ့ပြပြနဲ့ဒါအသင်းရဲ့အရန်ခုံမှာရှင့်သွားနေနိုင်တယ်ဆိုတဲ့သတင်းတွေကတောက်လျှောက်တက်နေတဲ့ ဒီနေရာမှာကျွန်တော်တို့ဒီဒါဒန်ရကစားသမားကြီးတဲကဒါပြန်ပါလာမယ်ဆိုပြီးတရေနေတောက်လျှောက်တက်နေတာကတော့ဒါမာတင်အိုရီကတ်မာတင်နယ်လီနဲ့ဒါပြောရဆိုနိုနီမာရူကီပေါ့လေဒီကစားသမားတွေကတော့တရေနေတောက်လျှောက်တက်လာတယ်။ဘာကြောင့်လဲဆိုတော့ဒါမနေ့ကတရေနေမှာလေဒီကစားသမားတွေအကြောင်းဒါ လိုပြောရမလဲတနင်္ဂနွေနေ့ပွဲစဉ်မှာဒီကစားသမားတွေပြန်လဲပါဝင်လာနိုင်တယ်ဆိုတဲ့သတင်းတွေကတောက်လျှောက်တက်နေတာဖြစ်ပြီးတော့ဒီကနေ့မနက်မှာလည်းဒီကစားသမားတွေကပြန်လဲပါဝင်လာနိုင်တယ်ဆိုပြီးတော့သတင်းတွေကတောက်လျှောက်တက်နေတယ်ဒါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်အာဆင်နယ်အသင်းရဲ့ဒါညာချမ်းခံစစ်ကစားသမားပေါ့လေဒါဘန်ဝိုက်အနေနဲ့ဘန်ဝိုက်နဲ့ပတ်သက်ပြီးတော့ဒါဒီကနေ့မနက်အစောပိုင်းမှာတော့သတင်းက ထတ်တက်လာခဲ့တာဒါမနေ့ကညတက်လာတဲ့သတင်းတွေအရဆိုလို့ရှိရင်ကြောနေနေအဲ့သတင်းကိုဩဒါကရိုမာကြီးဖြစ်မှာပါဒါကစိတ်မချဘူးဆိုပြီးတော့ကျွန်တော်ဖယ်ထားခဲ့တဲ့သတင်းပေါ့လေဒါပေမဲ့ဒီကနေ့မနက်မှာတော့ဒါပြန်တက်လာခဲ့တာဘန်ဝိုင်းနဲ့ပတ်သက်ပြီးတော့အာဆနယ်ရီတာရဲ့ report တွေအရာဒါဘန်ဝိုင်းအနေနဲ့ပွဲကစားချိန်လိုအပ်နေတယ်ဒါပေမဲ့ကစားသမားရဲ့ကြန့်ခိုင်မှုဘိုင်းနဲ့ကစားသမားရဲ့ဒါ ဒံယာပိုင်းဒံယာ၄နှစ်ရုံးကန်နေရတဲ့အချိန်ကြီးကအရန်ကိုကုန်ဆုံးလာပြီဖြစ်ပြီးတော့ဒီကစားသမားကအသက်28နှစ်အရွယ်ရှိပြီဖြစ်ပြီးအာဆင်နယ်အသင်းရဲ့တချိန်ကအရန်ကိုအားကိုးရတဲ့ကစားသမားတွေကတယောက်ဖြစ်တည်တိုင်အောင်အခုအချိန်မှာတော့သူ့အနေနဲ့ဒံယာ၄နှစ်လုံးပန်းနေရတဲ့ Fisher ပြေဖို့ပြန်လဲစူးစမ်းရုံးကန်နေရတဲ့ဖြစ်ပြီးတော့တကယ်လို့ကြက်ခံမှုပိုင်းဆိုင်ရာစိတ်ချလာခဲ့ရင်အာဆင်နယ်အသင်းအနေနဲ့သူ့ကိုလာရောက်ကမ်းလှမ်းမဲ့အသင်းတိုင်းအတွက်လမ်းဖွင့်ပေးသွားနိုင်တယ်ဆိုပြီးတော့ အာဆင်နယ်တင်းနေနီးစက်တဲ့ဒါအာဆင်နယ်ရေဒါရဲ့အာဆင်နယ်ဇုံရဲ့ဒီ report နှစ်ခုကနေပြီးတော့ဒါဘန်ဝိုက်နဲ့ပတ်သက်ပြီးတော့ရေးသားဖော်ပြထားတယ်ဘန်ဝိုက်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့သိထားတဲ့လောက်ပေါ့လေကျွန်တော်အမြင်လေးတွေနည်းနည်းတော့ဆွေးနွေးကြည့်ခြင်းနဲ့ဒါကဘာလဲဆိုတော့ဘန်ဝိုက်ကကျွန်တော်တို့အာဆင်နယ် သေးမှာဒါဘယ်လိုပြောမလဲပြန်လဲထူထောင်ရေးကာလတွေမှာအာဆင်နယ်ရဲ့ပြန်လဲထူထောင်ရေးကာလတွေမှာတကယ်ကိုအရေးပါခဲ့တဲ့ဒါကစားသမားတစ်ယောက်ပေါ့လေဘာလို့လဲဆိုလို့ရှိရင်အာဆင်နယ်သင်းကိုမီခေးအာဒီတာဆရောက်လာစေအချိန်ကကျွန်တော်မှတ်မိတယ်ဘန်ဝိုက်ကိုကျွန်တော်တို့တွေဒါပြောင်းရွှေ့ခြင်းများများနဲ့ခေါ်ခဲ့တာဒါပထမဦးဆုံးကစားသမားလို့ကျွန်တော်တို့တော့ဒါပြောပြောခဲ့ကြသေးတယ်ပေါ့လေဘာလို့လဲဆိုလို့ရှိရင် အာဆင်နယ်အသင်းအနေနဲ့ပြန်လည်ထူထောင်ရေးကာလဒီမှာကစားသမားတယောက်ကိုပေါင်တန်း60ဝန်းကျင်လောက်တုံးပြီးတော့ခေါ်တာဒါအရန်ကိုနည်းတယ်ဒါပေမဲ့အဲ့ဒီအချိန်ကာလမှာဒါမီကေအာဒီတာဆောက်ရောက်တဲ့အချိန်မှာမီကေအာဒီတာအကြိုက်ဆုံးသောကစားသမားတွေတဲကတယောက်ကိုမီကေအာဒီတာကခေါ်ယူနိုင်ခဲ့တယ်ဒါကတော့ဒါ Brighton အသင်းရဲ့ဒါညာချမ်းခံစီကစားသမား Van White ကို ဒါခေါ်ယူခဲ့တာဒါဘန်ဝိုက်အနေနဲ့ဒါ brighter မှာဆိုလို့ရှိရင် full back ကစားသမားဖြစ်ကစားခဲ့တာဖြစ်တဲ့အတိုင်းအောင်အာဆင်နယ်ရောက်တဲ့အချိန်မှာတော့ဒါညာချမ်းခံစီကစားသမားဖြစ် Mikel Arteta ရဲ့ပြောင်းလဲခြင်းကိုခံခဲ့ရပြီးအာဆင်နယ်အသင်းရဲ့ပြန်လည်ထူထောင်ရေးကာလတွေမှာ Mikel Arteta ရဲ့လက်အောက်မှာအကောင်းဆုံးသုံးတော်ခံခဲ့တဲ့ကစားသမားတွေကတယောက်ပေါ့လေဒီကစားသမားကိုအခုချိန်မှာအာဆင်နယ်တို့တကယ်လက်လွတ်သင့်ပြီလားအသက်28နှစ်အရွယ်မန်စီးတီးနဲ့တင်းနေထွက်နေတာဖြစ်တဲ့အတိုင်းအောင် အာဆင်နယ်အသင်းတို့တကယ်ပဲလက်လွတ်သွားမလားမီကေအာဒေတာအနေနဲ့ဒီကစားသမားကိုအာဆင်နယ်အသင်းကနေတကယ်ပဲကန်ထုတ်သွားမလားကျွန်တော်တို့ဒီစောင့်ကြည့်ကြင်ကြပါနောက်တစ်သတင်းပုံအနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ကစားသမားလေးမက်ချ်တောမတ်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့အာဆင်နယ်အသင်းမှာဒါတစ်ချိန်ကနီးပြအငယ်တန်းနီးပြလုပ်ခဲ့တဲ့ဒါဂျက်ဝီရှီယာကအာမက်တောမန်ကတကယ်ကိုတော်တဲ့ကစားသမားလေးပါ သူ့အနေနဲ့ဘာတွေလုပ်ပြနိုင်နေဆိုတာဒါသူ့ကိုသူအတီးဆုံးပဲဒါပေမဲ့ ကျွန်တော်ကသူ့ကိုကင်တွယ်ခဲ့စဉ်ခါတုန်းကသူ့တက်က73နှစ်ပဲရှိပါသေးတယ်ကျွန်တော်တို့18နှစ်အရွယ်ကစားသမားတွေများစွာကိုစုဖွဲ့ထားတဲ့18နှစ်အောက်ကစားသမားတွေ ਨੇ ကစားနေတာဖြစ်တည်တိုင်အောင်သူ့အသက်က73နှစ်ပဲရှိသေးပြီးတော့ကျွန်တော်သူ့ကိုထည့်သွင်းကစားချိန်မှာကျွန်တော်သူ့ကိုကောင်းကောင်းသတိပေးခဲ့ရတယ်။အဲ့ဒီချိန်မှာသူကကျွန်တော်ဘေးမှာရက်နေတာပါ။သူကကျွန်တော်ထပ်တော့အကောင်ကြည့်ပြီးအရက်ရှည်နေပါသေးတယ်။သူကကိုင်းနဲ့ရောက်ရောက်ချင်းမှာပဲကျွန်တော်မယုံနိုင်စရာကောင်းလို့အောင်ဒါအဖြစ်ပြက်တစ်ခုကိုဒါ မက်ချ်တောင်းမန်းကပြုတ်လုံနိုင်ခဲ့တယ်ဒါကဘာလဲဆိုတော့သူ့အနေနဲ့ဘောလုံးရရှိချိန်မှာကစားသမား၂ယောက်လောက်ကိုကောင်းကောင်းကြီးဒါဘောလုံး pass လုပ်သွားတာကိုကျွန်တော်အနေနဲ့မြင်တွေ့ရပြီးတော့ဒါသူ့တဲ့အသက်ကြီးတဲ့ကစားသမားတွေကိုနည်းနည်းလေးမှ view မဆိုင်တဲ့ပုံစံကဒါကျွန်တော်အတွက်တော့တိတ်ကိုသဘောကျเสียပဲမက်ချ်ကတကယ့်ကိုရည်ရှင်းရှိတဲ့ကစားသမားလေးဖြစ်ပြီးတော့သူကတစ်ချိန်ချိန်မှာအရန်ကိုတောက်ပလာမယ်ကျယ်ပွင့်ဖြစ်တယ်ဆိုပြီးတော့ jet wishia ကပြောကြားသွားပါတယ် ဒါကတော့အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့ဒီကနေ့မနက်အသင်းသတင်းအကြောင်းအရာတွေပဲဖြစ်ပါတယ်ဗျကျွန်တော်ညီကိုရောဘယ်လိုထင်ပြီလဲကောမန့်မှာဝင်ရောက်ဆွေးနွေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်သူတွေမှာ